မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တရင်များကိုတင်ဆက်ပေးပါမယ်။ပထမဆုံးလက်ဗဒန်းမျိုးနယ်တရချောင်းရွာကိုစစ်ကြောင်းထိုးလာသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား20သေဆုံးပြီး12ဦးအရှင်မိကလက်နက်19လက်သိန်းစီရရှိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ။ပဲခူးတိုင်းလက်ဗရန်မြို့နယ်တရချောင်းရွာကိုစစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား20ဦးသေဆုံးပြီး12ဦးအရှိမီကလက်နက်16လက်သိမ်းဆီးရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွင် ပါဝင်နေသည့်ပြည်သူ့ကာကွယ်တပ်မတော်တရင်ရှင်မြစ်ကပြောဆိုပါသည်။ အော်တိုဘာလ15ရက်မွန်လွယ်ပိုင်းလက်ပတ်မျိုးနဲ့တရချောင်းရွာကိုစစ်ကြောင်းထိုးလာသည့်အကျန်းဖက်စစ်တပ်ကိုဒေါ်လန်ရီတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်အကျန်းဖက်စစ်တပ်ဘက်မှ20ဦးသေဆုံးက12ဦးအရှင်ဖမ်းမိခဲ့ပြီးလက်နက်မျိုးစုံ16လက်တင်းစီရရှိခဲ့ခြင်းဖြစ်ပါသည်။ တရချောင်းကိုစစ်ကြောင်းထုံးမီရှို့ဖို့လာတဲ့စစ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်သား20လောက်တေးပြီး12ယောက်ရှင်ဖမ်းမိထားပါတယ်လက်နက်စကိုလက်လည်းတင်စီရရှိတယ်ဟုဒေတာရင်းဒေါ်လာရေးတရင်ရှင်မြက်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတရင်383ညနဲ့တက်ခွဲနဲ့တက်ခွဲ3တက်ခွဲ6ရွှေတန်းမြေကလုံတက်ခွဲနဲ့တရင်3တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတရင်ဝင်ထုတ်ပြန်ပြီးဖြစ်ကြောင်းသိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ပခုတ်ကူတွင်ရိတ်ခါယူစစ်တဲ့စစ်ကြောင်းကိုကြောက်ဖြတ်တိုက်ခိုက်မှုစစ်သား6ဦးသေဆုံးပြီးတနက်နှစ်လက်သိမ်းဆည်းရရှိတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်တွင်ရိတ်ခါယူပြီးပြန်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၆ဦးသေဆုံးပြီးတနက်နက်လက်သိမ်းဆည်းရရှိခဲ့ကြောင်းစောတန်းရေစကြို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားပါရယ်ရမန်နေ့အောက်တိုဘာ15ရက်မွန်လွဲ့တ9:23မိနစ်ချိန်ပခုတ်ကူမြို့နယ်မြောင်းလူကန်ရွာစစ်တပ်အထိုင်စခန်းမှစစ်သား20ခန်းကပခုတ်ကူလေရင်ကွင်းမှရိတ်ခါယူပြန်လာစဉ်တီထုကာကွယ်တပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲများ15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းရ ျင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်သား6ဦးသေဆုံးပြီး MA ဝဲအမျိုးအစားတနက်တက်လက် MAG ပေါက်3ပေါက်ဂျီတောက်90 B94 အမျိုးအစားတနက်တက်လက်ဂျီပေါက်2ပေါက်ဂျီ45တောင်တို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည် ရင်းတိုက်ပွဲတွင်လေရင်ကွင်းတွင်မှစစ်သားများက .5 လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးခဲ့သည့်အပြင်မြောက်လူကန်ကျေးရွာမှစစ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။မြောက်လူကန်နှင့်လေရင်ကွင်းအရှိဘက်အနောက်ဘက်ကြားထဲမှမီတာ600လောက်ပဲဝေးတာရိုက်ခါယူပြီးပြန်လာတဲ့ချိန်တိုက်ခဲ့တာကျွန်တော်တို့ စစ်သားတွေလေရင်ခွင်းထဲကိုပြန်ဝင်ပြေးသွားတာဂျန်နဲ့စစ်သားတွေကလေရင်ခွင်းထဲကိုပြန်ဝင်ပြေးသွားတာလေရင်ခွင်းကနေမီတာ300မြောက်လူကန်ကမီတာ300ဒီကြားထဲမှာအလုံးလုတ်ခဲ့ရတာကိုနဲ့ပြစ်တဲ့စစ်သားတွေကသေးတဲ့ကောင်သေးတယ်ပြေးတဲ့ကောင်ပြေးတယ်လေရင်ခွင်းကလော်လိုက်မြောက်လူကန်ကထုလိုက်နေလေရင်ခွင်းကဆိုရင် point fight တင်နေပါထူတာဂျန်နဲ့အလောင်းတွေနဲ့အလက်တွေကမြင်သာမြင်နေရတာတက်ောက်လို့မရခဲ့ဘူးဟုစောတန်းရေစကြိုပီရီယက်တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကိုစော့တန်းရေစကြိုတပ်ပေါင်းစုကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးဘော်တို့လက်ပြင်ကြီးဖောက်ဝင်တန်းရာအသက်မဆိုးရင်ရရရှိခဲ့ကြောင်းသိရှိရပါသည်ဒေကောင်းဆောင်များနဲ့ဒေတာနိုင်ငံရေးသမားများ၏ကြောင်းတော်နောက်ခံပေးမှုဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းမှရာစုခိုင်းများကတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားခဲ့ဟုကိုကံပြည်သူစစ်ကောင်းဆောင်ဝေဆန်းကထွက်ဆိုတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ ရှေကောင်းဆောင်များနဲ့ဒေသနိုင်ငံ၏သမားများ၏ကြောရောင်းနောက်ခံပေးမှုဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းမှရောက်ဆွခိုင်းများကတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားခဲ့ကြောင်းဖန်စီခံထားရသောကိုကန့်ပြည်သူ့ရှေကောင်းဆောင်ဝေဆန်းကတွတ်ဆိုပါသည်အော်တိုဘာလ15ရက်တရုတ်ဆိုရပါ CCTV ရုပ်သံကဖန်ဆီးထားတဲ့အွန်လိုင်းကြားပြတ်နဲ့ရောင်းဆိုးမှုများအတွက်တန်တရားရှိသူကိုကန့်ပြည်သူ့စစ်ကောင်းဆောင်ဟောင်းဝေဆန်းနဲ့အင်တာဗျူးကိုထုတ်လွှင့်ပြသခဲ့ပြီးရင်းအင်တာဗျူးမှာ၎င်းကအထက်ပါတိုင်းဝန်ခံလိုက်ခြင်းဖြစ်ပါတယ်။ ဂုတ်ကန့်ဒေတာတွင်ဂုတ်ကန့်ပြည်သူစစ်ကောင်းဆောင်ဟာဝေမီသားစုကကျွလွန်သောရောင်းဆုံးမှုများမှာတက်ဆိုင်ရာနိုင်ငံကခွင့်ပြုချက်နှင့်လုံပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းဝေမီသားစုသည်ဂုတ်ကန့်ဒေတာမှာအခြားရာဇဝတ်ခိုင်းများနှင့်မတူကြောင်းဝေမီသားစုက လက်နက်ကင်တပ်ကိုတိုက်ရိုက်ကုတ်ခဲ့ပြီးအခြားခိုင်းများကပြည်သူစစ်များကိုငှားရမ်းအုံပြုရကြောင်းသိရပါသည်။2009ခုနှစ်မှာမြန်မာစစ်တပ်ကတိုင်းရင်းသားလက်နက်ကင်အဖွဲ့တချို့နှင့်ညှိနှိုင်းကာနေကြားဆောင်တပ်များဖြင့်ဖွဲ့စည်းရန်နှင့်စစ်တပ်အောက်တွင်အလုံးလုံးရန်သဘောတူညီခဲ့ကြပြီးဂုတ် န်ပြည်သူစစ်ဖွဲ့ပေါ်ပေါက်လာကြောင်းသိရှိရပါတယ်။အများမြန်မာသူတို့ကအစိုးရစီကလာစားထုတ်ပြီးနေကြောင်းစောင့်ရှောက်ရေးလုံခြုံသူတွေဖြစ်ပေမဲ့နိုင်ငံရဲ့အာဏာဖွဲ့စည်းပုံကိုမိသားစုအကျိုးစီးပွားအတွက်အသုံးပြုခဲ့ကြတယ်ဟုတရုတ်အစိုးရပိုင်း CCTV သတင်းဌာနကဖော်ထုတ်ထားပါတယ်။ဖန်စီကံဝေဆန်းကကိုကတ်မှာကျွန်တော်ကအနာရှိဆုံးနေကြောင်တက်ရဲ့ခေါင်းဆောင်တက်မှုချုပ်ပါဟုထပ်ဆိုပါတယ်။ ဖူကျန်ပြည်နယ်မှာရဲအယောင်ရှိတဦးကမူကိုကံမဝီမီသားစုနေဖြင့်ရာဇဝမှုများကိုနိုင်ငံတော်၏ခွင့်ပြုချက်ဖြင့်လုံဆောင်ခဲ့ကြောင်း CCTV အစိုးရရုတ်တန့်သို့ပြောကြားခဲ့ပါသည်ဝီမီသားစုကကနေဦးတွင်လောင်းကစားနှင့်ပြည်တစားလုပ်ငန်းဖြင့်ငွေရှာခဲ့တော်လဲ2019ခုနှစ်မှာအွန်လိုင်းကြားဖြင့်လိမ့်လည်မှုတို့ဖြင့်ငွေရှာရန်ပုံစံပြောင်းလဲခဲ့သည်ဟုသိရှိရပါသည်ဝီဆန်ဤတူဖြစ်သူကဝီဆန်ကစက်ခံခဲ့သူဖြစ်ရွေးချယ်ခဲ့ပြီး ၎င်း၏တူဖြစ်သူမှာအ ਨੇ ဆုံးလူသက်မှုတစ်ခုကိုကျူးလွန်ခဲ့ကြောင်းလည်းသိရပါတယ်။ဝေဆန်းတဲ့မိသားစုကိုလူသက်မှုလိမ့်နေမှုပြန်ပြီးဆွဲမှုလောင်းကစားလုပ်ငန်းများလည်းပတ်မှုပြည်တစားစီယုံမှုနဲ့မူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုတို့အတွက်တန်တရားရှိကြောင်းတရုတ်အစိုးရကအောက်တိုဘာလ15ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ ဝေဆန်းတဲ့မိသားစုတို့၏ဂိုင်းကအ ਨੇ စုံတရုတ်နိုင်ငံသား၈ဦးသေဆုံးမှုအတွက်တာဝန်ရှိကြောင်းနဲ့၎င်း၏ရာဇဝမှုလှုပ်ရှားမှုများသည့်ဒေါ်လာတန်ပေါင်းများစွာနဲ့ညီမျှသောအမျက်ငွေများထုတ်ယူခဲ့ကြောင်းသိရှိရပါသည်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာတရုတ်နိုင်ငံကကြားဖြန့်အွန်လိုင်းလိမ့်လည်မှုနဲ့အခြားသောရာဇဝတ်မှုများနှိမ်နင်းရန်မြန်မာအာဏာပိုင်များနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီးတရုတ်နိုင်ငံသား9,000ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။အော်တိုဘာလ17ရက်မှာတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ့်လည်သောအွန်လိုင်းကြားဖြန့်လိမ့်လည်မှုအတွက်ကိုကံပြည်သူစစ်ကောင်းဆောင်ဝီဆန်ပါဝင်၃ဦးကိုဖူချန်ပြည်နယ်မြို့မှာပြည်နယ်မှာလူတက်မှုအပအဝင်ရောက်စုပုံမှန်များ ဖြင့်ထက်မှန်တရားဆွဲဆိုခဲ့ပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းကိုကန့်ကိုအခြေပြုကကြားပြန့်ကိုင်းများထူထောင်၍တရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ့်လေခြင်းရောက်ဆုံးမှုများလုံဆောင်ရန်လက်နက်ကင်တပ်ဖွဲ့များကိုအသုံးချခဲ့ခြင်းတို့အတွက်ဝေဆန်းအပါဝင်၃ဦးကိုတရားစွဲလိုက်ခြင်းဖြစ်ကြောင်းအစိုးရရှင်းလင်းများကထုတ်ပြန်ကြေညာပါတယ် ဖူချန်းပြည်နယ်တရားရုံးမှာတရားစွဲဆိုခဲ့ရမှာအုံပြုတဲ့ပုံမှန်များမှာလိမ်လည်မှုရည်ရွယ်ချက်ရှိရှိလူတက်မှုတရားမဝင်နေဆက်ဖြတ်ကျော်မှုများစီစဉ်မှုဖြင့်ငွေညှိမှုတို့ပါဝင်သည်ဟုအစိုးရရှိနေများကပြောကြားခဲ့ပြီးတရားစွဲခံလိုက်ရသောဝေဆန်းခေါ်ဝေဝိုင်းရန်စစ်တပ်လောက်ခံကုကဲ့နေချောင်းဆောင်တရင်1336ဥက္ကဋ္ဌဖြစ်ပါသည်ဇက်တမာလာ29ရက်နေ့မှာ တရားရုံးကကိုကန့်ဒေတာမှမြင့်လျှောက်ချမ်းရဲ့မိသားစုဝင်များကို ပထမဆုံးချိန်ဖြင့်စီရင်ချက်များချမှတ်ခဲ့ပြီးမြင့်လျှောက်ချမ်း၏သားဖြစ်သူမောင်မြင့်လျှောက်ဖြင့်မြေးမလေးတီတီမောင်ဝေကောချန်ဝူဟုံမင်းဖူးရည်ရင်ဝူစိန်လုံးအပါဝင်၁၂ဦးတို့ကိုတည်တံချမှတ်ခဲ့ပါတယ်။ရန်ကျိတ်ရှိအပါဝင်၅ဦးကိုဆိုင်းငက်နှစ်နှစ်ရန်ကျိတ်ရှိဖူးကျိန်စစ်အပါဝင်၅ဦးကိုဆိုင်းငက်နှစ်နှစ်တည်တံချမှတ်လိုက်ကြောင်း ်လောက်ကျန်းကျန်းချိုးစဲအပါဝင်12ဦးကိုထောင်ဒဏ်တသက်ချမှတ်လိုက်ကြောင်းပြီးဝေကျင်းကျန်းကြည်အပါဝင်12ဦးကိုထောင်ဒဏ်9နှစ်မှ24နှစ်ထိသတ်မှတ်ပြီးထောင်ဒဏ်အသီးသီးကိုလည်းကောင်းငွေဒဏ်ပိုင်ဆိုင်မှုပြည်စီများတန်းယူခြင်းပြင်းထန်ပေးခြင်းပြစ်ဒဏ်များကိုလည်းချမှတ်ခဲ့ပါတယ်တရုတ်နိုင်ငံအရှေ့ပိုင်းခရိုင်မှာ ကြားပြက်လိမ်လည်မှုအပါအဝင်ပြစ်မှုကျူးလွန်သူတရက်ခန့်39ကိုဆွဲချက်တင်ခဲ့ပြီး၎င်းတို့နဲ့16ဦးမှာမြန်မာနိုင်ငံသားများဖြစ်ပြီး၎င်းတို့ကိုလူတက်မှုလိမ်လည်မှုဥပဒေမဲ့ထိန်းသိမ်းမှုစနစ်တကျလောင်ကစားမှုနဲ့ပြည်ဒဇာမှုမူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြစ်မှုများဖြင့်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံနဲ့နမိတ်ပြန်ပကိုကန့်ဒေတာမှာဖြစ်ပွားခဲ့တဲ့ရောင်းစုမှုများဖြစ်တော်လဲတရုတ်နိုင်ငံသားများ၏ကိုပိုင်ခွင့်ရများကိုချိုးဖောက်ခြင်းကြောင့်တရုတ်အာဏာပိုင်များကရင်းမှုကိုစီရင်ပိုင်ခွင့်ရှိသည်ဟုဆိုကာတရုတ်အစိုးရကဖန်စီအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်းဒေတာမှာကြားဖြန့်အွန်လိုင်းငွေလိမ့်လဲခိုင်းရဲ့အဓိကတရက်ခံဖြစ်သောစစ်တပ်ကကိုကန့်ပြည်သူစေကောင်းဆောင်ပေးဆောင်ချိန်ပေးရင်ဆန်ပေးဆောင်ချိန်ဤတာ ဝေဆန်းဝေဝိုင်းရန်နေသောဆောင်တရင်တက်3336ဥက္ကဋ္ဌလျှို့အားပေါက်ခေါ်လျှို့ချင်းရှင်ပူလီလိုက်လုပ်ငန်းစုတတိလျှို့ချင်းမှာရွှေလောက်ဘားတို့ကိုအခြားအရေးကြီးတရက်ခံလေးဦးစုစုပေါင်း10ဦးတို့ကို နေပြည်တော်လေးစိမ့်မှတဆင့်တရုတ်ထံကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါဗျာ